အလုံးပဲမင်္ဂလာပါဒီနေ့မေလ9ရက်နေ့မှာတော့တနင်္သာရီတိုင်းပုတ်ပြင်းမြို့တွေမှာစစ်ရတန်းတွေတည်တန်းကြီးတက်လာတယ်အဲ့ဒါကတမ938တိုင်ရင်ကဖြစ်တယ်အဲ့ဒီမှာသူတို့ကြားဖြတ်ပြီးတော့တိုက်လိုက်တယ်တိုက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာတယောက်ကမာလခီယာဖြစ်သွားတယ်အဲ့ဒါတချက်ချီအဲ့ဒီမှာရင်းမှုတိုက်ရင်မှုအပါဝင်20ယောက်ထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့အကောင်ကိုတွေ့ရတယ်နောက်တစ်ခုကအန်နာပခ အနပါခကိုတိုက်ခဲတာကျွန်တော်တို့အေအေကနေပြီးတော့ဝမ်ပတ်ပိတ်ဆိုပြီးတော့အကြီးကြီးထိုးစစ်ဆင်ပြီးတော့အဲ့ဒီနပါခကိုတိမ်လို့ရတယ်အဲ့ဒီတော့ကဘယ်သူတွေပါတယ်ဘယ်သူတွေပါတယ်ဆိုတာကျွန်တော်တို့မသိရဘူးเนาะဒီနေ့ထုတ်ပြန်တဲ့အေအေကနေပြီးတော့ထုတ်ပြန်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဘယ်သူတွေပါဝင်လဲဆိုလို့ချင်တော့စကိုင်းဖက်ကเนาะစကိုင်းဖက်ကပကဖာเนาะပကဖာဒီပါဝင်တယ်အဲ့ဒီမှာတိုင်းရတရင်လိုက်ပါတယ်လို့ပြောတယ်အဲ့ဒီမှာဘလောက်သေးလဲဆိုလို့ရှင်6ရောက်သေးသွားတယ်90က တန်ရာရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပြတော့အဲ့ဒီမှာတော်တော်ကိုပါတယ်နော်အဲ့ဒီပကပစကိုင်းပကဖဆိုတော့ဒီနေရာမှာပြန်ပြီးတော့ကြည့်တဲ့ခါကျတော့ပကဖဆိုတဲ့စကားလုံးကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ဒီနေရာမှာပကဖကလည်းအဲ့ဒီနေရာမှာဝင်ပြီးတော့ကြီးကြီးနော်အဝင်ပုံပုံမှုတွေရှိတယ်ဆိုတော့ဟာကိုအခုတိုက်ပွဲပြီးတာကြားလीနော်အန်တိုက်ပွဲဆိုလို့ရှိရင်အန်ရဲ့နပခစစ်တမ်းဌာနချုပ်ကိုတင်ပိုက်တာကြားပြီးခုမှကျွန်တော်တို့ထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့ဒီနေ့ထုတ်ပြန်ချက်ကပါလဲဆိုလို့ရှိရင်နော်အဲ့ဒီတေဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုနေပြီးတော့ ေကနေပြီးတော့ထောက်ပံ့ပေးတယ်။တာဝန်ပတ်သက်တဲ့ဒီပကဖရေးပေါ်တွေကိုနေပြီးတော့ငွေကြေးချင်းမြင့်တဲ့ဂုံပြုတ်တဲ့အခမ်းအနားတစ်ခုကိုသူတို့လုပ်တယ်။နောက်ကြဆုံးတဲ့ရေးပေါ်တွေကိုနေပြီးတော့အလေးပြုတ်တယ်။နောက်စသည်ဖြင့်ဒီအခမ်းအနားကိုအေအေကနေပြီးတော့တခန်းတနား အခိုင်အနာချီ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 လုပ်ပြီးတော့ဂွန်ပြူတာကိုကျွန်တော်တို့တတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကတတင်းတိုင်တိုင်ဘလော့မျိုးမရေးစခန်းကိုဝင်ပြီးတော့အဲ့ဒီမှာတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာဒူးရဲအုပ်တူအပါဝင်2ယောက်သေးတယ်6ယောက်ကဒဏ်ရာရရှိတယ်ဆိုတဲ့ဟာကိုတတိယမီဒီယာနေမှာဖော်ပြထားတယ်။နောက်တစ်ခုကကရင်ပြည်နယ်တန်တောင်ကြီးမှာဒီကားတန်းတွေရောက်လာတယ်နော်။ကားတန်းတွေနဲ့ဒီစက္ကဆာကနေပြီးတော့တက်လာတယ်။တက်လာတဲ့ခါကျတော့အဲ့ဒီမှာဝင်ပြီးတော့တိုက်တယ်။တိုက်တဲ့ခါကျတော့အဲ့ဒီမှာ6ယောက်သေတယ်။ ဆိုတဲ့ဟာကိုနော် KNU တက်မှနှစ်အရင်ငါသူတို့ကနေလုပ်ပြီးတော့ပူပေါင်းပြီးတော့ဆော်လိုက်တာနော်ဆော်လိုက်တာအဲ့ဒီစီရန်နန်းတွေကိုနော်6ဦးဖေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေးရတယ်နောက်တစ်ခုက မန္တလေးတိုင်းသာစီမြို့ကိုနေပြီးတော့ဘခုပြုပြီးတော့နော်မင်းကလင်ထိုက်ပြီးတော့လှုပ်တယ်ဒီနေ့ကနော်ထိုက်ပြီးတော့လှုပ်တယ်ငါသာသမားလေးအဆင့်ရှိတဲ့မင်းကလင်ကနေပြီးတော့လှုပ်တယ်လှုပ်တဲ့ဟာကိုဘေမြို့တွေမှာခန်းစားရလဲဆိုလို့ရှိရင်တော့မိထီလာယမေးသိန်းမန္တလေးဝင်းတွန်းနော်အဲ့ဒီနေရာတွေမှာဆိုလို့ရှိရင်ဒီတကယ့်ပြည်သူလူထုတို့ကထက်လက်မှုတွေဆိုရင်မှုတွေတော်တော်ကိုဖြစ်နေတယ်ဆိုတဲ့ဟာကိုသတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကဒီထိုင်းနေဆက်ပါနော်ထိုင်းနေဆက်မှာဆိုလို့ရှိရင်တော့ဒီ KNL နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့တိုက်ခိုက်သိမ်းပိုက်တယ်အဲ့ဒီမှာဒိုဝေမြို့နေနဲ့ဒီလိုင်းဝေမြို့နေ ။နော်အဲ့ဒီမှာခုမှရှိတဲ့တက်စခန်းတွေကိုတိမ့်ပိုက်လိုက်တယ်နော်တိမ့်ပိုက်လိုက်တယ်အဲ့ဒီမှာထိထာစခန်းရဲ့တခေါ်ဘီစခန်းရဲ့စသဖြင့်ဒီစခန်းတစ်ခုကိုနေပြီးတော့ KNU နဲ့ပူးပေါင်းအဖွဲ့တွေကနေပြီးတော့တိမ့်ပိုက်လိုက်တာဖြစ်တယ်။အဲ့ဒါက28နှစ်ကြာ KNU စီကနေပြီးတော့တိမ့်ပိုက်ပြီးတော့သူတို့ အဲ့ဒီမှာတိုက်ဆွေးထားတာ28နှစ်ရှိပြီနော်28နှစ်မှာပြန်ပြီးတော့အဲ့ဒီဟာကိုပြန်ပြီးတော့တင်လို့ရတယ်နော်တော်တော်ကိုထိတာစခန်းလဲတော်တော်ကိုကြီးမားတဲ့စခန်းတစ်ခုဖြစ်တဲ့စခန်းကြီးလေးဖြစ်တဲ့ဆိုတော့အဲ့ဒီစခန်းတွေကိုတိတ်ပိုက်လိုက်တဲ့ခါကျတော့အဲ့ဒီနေဆက်တကြောမှာနော်နေဆက်ကြောမှာဆိုလို့ရှိရင်စကစကင်းစင်တဲ့နေမျိုးတွေဖြစ်သွားတယ်နော်အဲ့ဒီမှာကုံသွေးလမ်းကြောင်းတွေပါတယ်ဟာဆိုတာစီမှုတွေလုံးဝမရှိဘဲနဲ့ဖြောင်းဖြောင်းဖြူးဖြူးနဲ့ကုံသွေးတွေလုံနိုင်တော့မယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ပြီးတော့နေဆက်ကုံသွေးလမ်းကြောင်းတွေကိုပွင့်သွားတယ်နော်ပွင့်သွားတယ်အဲ့ဒီမှာစကစတွေမရှိတော့ဘူး ဒီအနောက်ဆက်ပြေးမဲ့လို့လည်းမရှိတော့ဘူးဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီနေ့သတင်းမီဒီယာလောကမှာ ဒီ tab dot တက်လာတာတက်လာတာအရင်တော့ဆိုလို့ရှိရင်တော့ TNLA တို့ MNDA တို့ AA တို့ပွဲတွေကိုနေပြီးတော့တကယ်ကျွန်တော်တို့ကပေါ်ပြကြရတယ်။ဟိုမှာ KNDF KNDF လည်းကျွန်တော်တို့ပျောက်တာကြားပြီเนาะကြားပြီ။နော်ဂျိုကြားဂျိုကြားဂျိုကြားဝင်နာမည်ထွက်လာတယ်။အခုကတော့နော်တော်တော်ကိုပျောက်သွားပြီเนาะအဒီဖက်မှာ KNDF ဒီဖက်မှာ Karani ဖက်မှာပေါ့။ဆိုဒီဖက်မှာလည်းမြို့နယ်ပေါင်း16မြို့နယ်မှာဆေးလေးမြို့နယ်တင်ထားပြီဆိုတော့၃မြို့ပဲကျန်နေလို့ဆိုတော့တိတ်အဲ့ဒီနေရာတွေကတိုက်ပွဲတိတိနဲ့တိတ်မထွက်ဘူးပြုလို့ရှိတော့ပြေခတ်ရဲစေးရဲကျင်ညာထားတယ်။ ကိုတလထပ်တော့တိုးတော့ကိုကျွန်တော်တို့တွေ့ရတယ်။မာလာလည်းထပ်တိုးတော့တွေ့ရတယ်ဆိုတော့ပြစ်ခတ်ရဲစေးရဲလောက်ကြတယ်။ဒါပေမဲ့တိမ့်တဲ့နေရာမှာတော့တိမ့်ကြတယ်။တိမ့်ကြတယ်ဂျိုကြဂျိုကြပေါ့။ဒါဒီပေါ်မောက်တိုက်ပွဲရဲ့ဒီဖကန်တိုက်ပွဲရဲ့ကြီးကြီးအဲ့ဒီဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အခုထပ်ပြီးတော့ကျွန်တော်တို့တိုးလာတာကပါလဲဆိုတော့ဒီကရင်ပြင်းနေနော်ကရင်ပြင်းနေမှာဆိုလို့ရှိရင်လုံလုံချာချာလေးကျွန်တော်တို့တွေ့ရတယ်။မြို့တိမ့်တိုက်ပွဲတွေမရှိတာကလွဲလို့ကျွန်တော်တို့စခန်းတိမ့်တိုက်ပွဲတွေဆိုလို့ရှိရင်အကြီးကြီးသူတို့ဆင်နွှဲတယ်မြို့ပေါ်လောက်ပဲကျန်တော့တယ်။တခြားနေရာတွေမှာဆိုလို့ရှိရင်အများစု ထိန်းချုပ်ထားနေပြီအဲ့ဒီကရင်ပြည်နယ်မှာလည်းဆိုတော့ရန်တို့ကမတိုက်ဖို့မတိုက်ဖို့ပြောတယ်ကျွန်တော်တို့တက်မှာခုနှစ်တော့ဘာလို့တော်မှတော်တော်ကိုဆော်နေပြီခုကဆိုတော့အဲ့လိုမျိုးမဆော်ခင်မှာဒီမအလာကဂျူပြီးတော့ပြောတယ်တိုက်ပွဲတွေကြီးကြီးစင်ဖို့အတွက်သူတို့ပြင်ဆင်နေတယ်ဆိုတဲ့ဟာကိုမအလာကရန်ဆုံးပြောတာဖြစ်တယ်အဲ့ဒါပြီးမှသူတို့ကဒီဌာနချုပ်လို့သွားပြီးတော့ဒုံးတွေနဲ့လိုက်ကြည့်တယ်ပြေးပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့ကအဲ့ဒီမှာခြားကြတော့တာပဲเนาะအဲ့ဒီမှာ KN တို့တက်မှာခုနှစ်ရဲ့เนาะတော်တော်ကိုတက်မှာလေးတက်မှာလေးလေးတော်တော်ဆော်နေတယ်အခုတိခိစခန်းတို့ဘာလို့ဆိုတော့တက်မှာလေးနေနေတယ်မှာဖြစ်တယ်ဆိုတော့တက်မှာလေးကိုနေပြီးတော့အမုတ်ချိန်ပဲဆိုတော့ တက်စခန်းပဲဖြစ်တယ်အဲ့ဒီဟာကိုအခုကသူတို့ကအမုတ်အခြေခံရတယ်မအလားဖက်ကเนาะဆိုတော့အဲ့လိုမျိုးသတင်းတွေကိုအခု KNU ရဲ့ ထင်းချုံနေမြေတွေမှာဆိုလို့ရှိရင်တော်တော်အကုန်ကြည့်ကြည့်လောင်ထွက်လာတဲ့တက်ကွက်တည်းနဲ့တကယ့်အောင်ပွဲတည်းနဲ့တော်တော်ကိုတက်လာတော့ကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ပုဂိုးတိုင်းရွှေကျင်မြို့နယ်ညောင်ခြေတောက်ကျေးရွာမှာဆိုလို့ရှိရင်တော့ခမရ9ကို8တိုင်းရင်ဌာနချုပ်ကနေပြီးတော့ KNL နဲ့ပူပေါင်းခွေတွေကတင်ပိုက်လိုက်တယ်ဒီနေရာမှာပြင်ချိလိုက်နော်အဲ့ဒီမှာကျွန်တော်တို့ဒီတိုင်းရင်ဌာနချုပ်လို့ပြောထားတယ်နော်အဲ့ဒီမှာခမရ9ကို8တိုင်းရင်ဌာနချုပ်ကိုအကုန်တင်ပိုက်လိုက်တယ်အဲ့ဒါပါလဲ KNU မှာပဲเนาะ KNU KNL KNU ဆိုတာဆိုရ KNL ဆိုတာကလက်နက်ကင်ပေါ့အစိုးရဖက်ကို KNL လို့ခေါ်တယ်ဆိုတော့အဲ့ဒီမှာအခုသူတို့တင်ပိုက်ထားတဲ့နေရာကတမဟာတက်တက်ကိုနေပြီးတော့သုံးခုသိမ့်နိုင်ပြီးတော့တက်စခန်းကသုံးခုသိမ့်နိုင်ပြီဆိုတဲ့ဟာကိုလေဒီနေ့တွေ့ရတယ်ဒီတရနေ့အတွင်းမှာပဲတော်တော်ကိုအောင်ပွဲတွေနော် KNU နေမှာတော်တော်ကိုအောင်ပွဲတွေကိုကျွန်တော်တို့တွေ့လာရတယ်နောက်တစ်ခုကမအားလအခုရုရှားကိုသွားတယ်အဲ့ဒီမှာသူတို့အကြီးအကျယ်အဲ့ဒီမှာစစ်ရဲ့အခမ်းအနားတို့ပါတော့တော်မှ ပါလိုက်သေးတယ်မနော်ပါလိုက်သေးတယ်ရုရှားနိုင်ငံမှာပြုတ်လုတဲ့ဒီဒုတိယကမ္ဘာစစ်အပြီးမှာဂျာမနီကိုနော်ဂျာမနီကိုတိုက်ပြီးတော့အောင်တဲ့အထိန်အမှတ်နေ၈၀ပြည့်ကိုလုတ်တယ်မာလာတို့ပါဝင်တယ်အဲ့ဒီမှာသွားတက်တယ်သွားတက်ရင်တမကလို့စစ်ရဲ့ခန်းနာတော်မှာပါတယ်နော်စစ်ရဲ့ပြပွဲမှာသူတို့လည်းဒီမာလာတက်ဖို့တည်းလေးပါတယ်အဲ့ဒီပြရတော့သူတို့သွားတဲ့အချိန်မှာသူတို့ညီမြေသားသမီးတွေအပါဝင်နော်အဲ့ဒီမှာစစ်သားတွေလည်းအများကြီးပါသွားတယ်ဆိုတဲ့ဟာကိုတော့ရုရှားဒီစစ်ရဲ့ပြပွဲမှာကျွန်တော်တို့တွေ့ရတယ်နော်တွေ့ရတယ်အဲ့ဒီမှာဒီမြန်မာနိုင်ငံပါတယ်တရုတ်ပါတယ်ဘရာဇီးပါတယ်ဗီယက်နမ်ပါတယ်လာအိုရဲ့ကမ္ဘောဒီးယားရဲ့ ဟလရူရေနော်သူတို့ရဲ့မဟာမိတ်တွေပေါ့နော်မဟာမိတ်တွေကအကုန်လုံးဖိတ်ပြီးတော့အဲ့ဒီမှာစေရပြအခမ်းအနားတွေကိုလုတ်တယ်ဆိုတော့ဒီဘက်ကယူကရိန်းကလည်းဆော်တာလည်းဆော်တာပဲနော်သူတို့လုတ်တဲ့နေရာမှာတော့ကျွန်တော်တို့ဆော်တဲ့ပုံမရဘူးသူတို့လည်းတော်တော်ကိုတင်းတင်းကြပ်ကြပ်လုံချုံနေလုတ်ထတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့တခြားနေရာမှာစေရပြတ်မှတ်တွေကတော့တော်တော်ချနိုင်တယ်နော်တော်တော်လောင်နေတယ်ဆိုတော့အဲ့ဒီမအလာတော့တော့လုံလုံချုံချုံနဲ့လောက်ရတယ်ဆိုတဲ့သဘောတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကပုတ်ရဟမင်းကြီးနောက်မနေ့ကဆိုလို့ရှိရင်တော့နော်ရွေးပြီးပြီဆိုတဲ့ဟာကိုကျွန်တော်တို့တတိယမီဒီယာတွေမှာကျွန်တော်ဖော်ပြတယ် ဒါပေမဲ့အဲ့ဒီသတင်းပေါ်ပြပြီးတဲ့ဟာနဲ့ကျွန်တော်ပြန်ပြီးတော့ကြည့်တဲ့အခါကျတော့ပြန်ပြီးတော့เนาะသတင်းတွေတက်လာတယ်เนาะအော်ဒီမှာဒီပုံရိုင်းမင်းကြီးအဲ့ဒီမှာမိခွန်ပြောနေပြီเนาะပြောနေပြီဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘယ်နဲ့ဆက်မြောက်လဲဆိုလို့ရှိရင်169လီယိုเนาะလီယိုဆိုလို့ရှိရင်တော့ဆေးလေးဆေးလေးရောက်မြောက်เนาะလီယိုဆိုတော့ဘွေးနာမเนาะဘွေးနာမဆိုတော့လီယိုဒီဘွေးရတဲ့လူပေါ့เนาะလီယိုဆေးလေး ဆဲလေးဖြစ်တဲ့ပိုယဟမ်မင်ကြီးမျိုးဆက်ကတော့269ဆက်ဖြစ်ပြီအဲ့ဒီမှာမှကျွန်တော်တို့သတိထားမယ့်ဟာကဘာလဲဆိုလို့ရှိရင်တော့သူကဒီအမေရိကန်နိုင်ငံရဲ့ပထမဆုံးပိုယဟမ်မင်ကြီးဖြစ်တယ်ဆိုတော့မျိုးဆက်ပေါင်းဘလောက်ရှိလဲဆိုလို့ရှိရင်269ဆက်မှာဆိုလို့ရှိရင်ပထမဆုံးပဲရတယ်ဆိုတော့မြန်မာနိုင်ငံကတော့ဝေးကြည့်လို့သေးတယ်မြန် USA တော့ပထမပဲရှိသေးတယ်ပြီးတော့ ဆီလီအသက်ကတော့69နှစ်ရှိပြီသူကဘယ်မှာမွေးလဲဆိုလို့ရှိရင်တော့အမေရိကန်နိုင်ငံမှာမွေးတယ်ဆိုတော့ကျွန်တော်တို့ပီရူးမှာသွားပြီးတော့သာသနာပြုတယ်เนาะပြုတယ်သူရဲ့နာမည်က Robert Francis Privo လို့ခေါ်တယ်ဆိုတော့အဲ့ဒါကနေပြီးတော့ Trump ကတော့เนาะတော်တော်ကိုဂုဏ်ယူတယ်သူတို့တွေးဖို့လည်းရှိတယ်အမေရိကန်နိုင်ငံအတွက်တကယ့်အခွင့်ထူးတွေဖြစ်တယ်ဆိုတော့ဒီနေရာဒီအချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အမေရိကအတွက်တကယ့်အခွင့်ထူးအခွင့်ကောင်း အချင်းကသမျှနေဖြစ်တယ်ဆိုတဲ့ဟာကိုပြောလိုက်တယ်ဆိုတော့ဒီဟာကိုပြောလိုက်တာနဲ့ကျွန်တော်ပါကိုတတိယလဲဆိုတော့နိုင်ငံရေးနဲ့ဒီဘာသာရေးနဲ့ပေါင်းလိုက်ပြီဆိုလို့ရှိရင်ပြဿနာတစ်ခုဖြစ်တယ်เนาะပြဿနာတစ်ခုဖြစ်တယ်အဲ့ဒါကဒီဂျူးလူမျိုးတွေတန်ပေါင်းများစွာတည်ဆုံးခဲ့တယ်ဆိုတော့အဲ့ဒါကပါလဲဆိုတော့အဲ့ဒီတုန်းကဒီရောမအင်ပါယာကတော်တော်ကြီးစိုးတဲ့ခါကျတော့အဲ့ဒီဟာနဲ့ဒီလူကြီးတွေနဲ့ဒီဘာသာရေးခေါင်းဆောင်တွေနဲ့ပုံနဲ့ပေါင်းမင်းတဲ့ခါကျတော့အဲ့ဒီမှာတန်ပေါင်းများစွာเนาะအသက်ဆုံးရှုံးရတယ်เนาะဆုံးရှုံးရတယ်အဲ့ဒါကပါလဲဆိုလို့ရှိရင်ဒီနေ့ကပါမှာ ရက်နှစ်ခုရှိတယ်အဲ့ဒါကဘာလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ weekend weekend ကနှစ်ခုရှိနေတယ်နော်ကပါမှာဆိုတော့အဲ့ဒီအတွက်ကြောင့်အဲ့ဒီ weekend နှစ်ခုဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းကတန်ပေါ်များစွာအသက်စတေးလိုက်ရတယ်နော်စတေးလိုက်ရတယ်အဲ့ဒါကသမိုင်းကျွန်တော်တို့ YouTube မှာကြိုက်သလိုရှာပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ website တို့မှာကြိုက်သလိုရှာနော်သူတို့အကြောင်းကိုတွေ့ရနိုင်မယ်ဆိုတော့နော်အဲ့ဒါက weekend ဆိုတာ week ဆိုတာကျွန်တော်တို့အပတ်ဖြစ်တယ်ကဲဆိုတော့ weekend ဆိုတာတော့ကျွန်တော်တို့အဆုံးပေါ့ end ပေါ့ week end အမှန်တော့เนาะအဲ့ဒါကိုကျွန်တော်တို့ set တော့ဖတ်လို့ရှိရင်တော့ weekend လို့အတန်ထွက်တာပေါ့เนาะဆိုတော့ weekend ဆိုတာ တပတ်ရဲ့အဆုံးကတရက်ပဲဖြစ်ရမယ်။ငါအဲ့ဒါကကျွန်တော်တို့တကယ်တက်တဲ့အမှန်ကတော့စနေနေ့ဖြစ်တယ်။ဆိုတော့အခုကကဘာမှာ weekend နှစ်ရက်ဖြစ်နေတယ်နော်နှစ်ရက်ဖြစ်နေတယ်။အဲ့ဒါကစနေနေ့တလင်းနေ့ဖြစ်တယ်။တကဘာလုံးကနေပြီးတော့အတိမပြုခံရတဲ့ရက်နှစ်ရက်ဖြစ်တယ်။နော်ယုံပိတ်ရက်ဖြစ်တယ်။တကဘာလုံးကဒီဟာကိုကျွန်တော်တို့လောက်တာကိုတွေ့ရတယ်။ဆိုတော့အဲ့လိုမျိုးဖြစ်အောင်တွက်ကလူအသက်ပေါင်းသန်းပေါင်းများစွာစတိလိုက်ရတယ်အဲ့ဒါသမိုင်းနော်သမိုင်းဆိုတော့အဲ့လိုမျိုးနောက်တစ်ချိန်ဖြစ်မှာကိုနော်ကြိုပြီးတော့ဟောထားတယ်နော်ဟောထားတယ်အဲ့ဒါကကြိုပြီးတော့ဟောထားတယ် တမိုင်းကတပတ်လေမလားတော့မသိဘူးเนาะထရန်ကတော့ပြောလိုက်ပြီဆိုတော့အမေရိကကတကဘာလုံးမှာအခုချိန်မှာဆိုလို့ရှိရင်အာဂျီဆိုနိုင်ငံဖြစ်တယ်ဆိုတော့ဒီဘာသာရေးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီခရစ်ယာန်မှာဒီရိုမန်ကက်သလစ်ကတော်တော်ကိုအာဂျီတာဖြစ်တယ်ဒီနှစ်ခုပေါင်းမိပြီဆိုလို့ရှိရင်ပြန်ပြီးတော့တမိုင်းတပတ်မြလေမလား ဆိုတဲ့ဟာကိုတော့เนาะကျွန်တော်တို့စိုးရိမ်မိတယ်เนาะစိုးရိမ်မိတယ်ဘလို့ဖြစ်လာမလဲတော့ကျွန်တော်တို့မသိဘူးထရန့်ကတော့ဒီအမေရိကန်နိုင်ငံအတွက်တကက်အခွင့်2အချင်းကတမြဖြစ်တယ်လို့ပြောလိုက်တော့နေနေတော့လန့်သွားတယ်လန့်သွားတယ်เนาะဆိုတော့ဘာများဖြစ်လာအောင်မလဲဆိုတော့ကျွန်တော်တို့မသိဘူးဒီဘာသာရေးမှာတကက်ဒီပြဿနာဖြစ်ပြီဆိုလို့ရှိရင်ဒီဘာသာရေးနဲ့ဒီနိုင်ငံရေးနဲ့ ပေါင်းလိုက်ပြီဆိုလို့ရှိရင်တော့အဲ့ဒါပြဿနာကြီးကြီးဖြစ်မှာတော့ဒေချပေါက်ပဲเนาะဒေချပေါက်ပဲဆိုတော့အဲ့ဒါသမိုင်းရှိခဲ့ဖို့တဲ့ထိုင်လို့ဖြစ်မယ်လို့ကျွန်တော်တို့ hawking ထုတ်ထားတာရှိတယ်เนาะဆိုတော့အဲ့ဒါတော့ကျွန်တော်စိုးရင်မိတဲ့အကြောင်းကိုเนาะဒီသမိုင်းနဲ့ဆက်ဆက်ပြီးတော့နည်းနည်းလေးเนาะဆက်စုကြည့်တာပေါ့เนาะဆက်စုကြည့်တာပေါ့နောက်တစ်ခုကကျွန်တော်တို့ဘုံဘောเนาะဘုံဘောတိုက်ပွဲကလေးလာကြပြီเนาะအဲ့ဒီမှာဆိုလို့ရှိရင်တိုက်ပွဲကြီးကြီးဖြစ်နေတယ်ဟိုတရက်နည်းရက်ကကျွန်တော်တို့တည်င်းတက်လာတယ်အဲ့ဒီမှာဘုံဘောမှာဒီစက္ကခ27ကဒီစက္ကဆလူတွေတော်တော်ကိုအဖမ်းခံရတယ်အဲ့ဒီမှာလက်နဲ့ချတယ်အညံ့ခံတယ်အဲ့ဒါဝင်ပြီးတော့ သူတို့ကလိုက်တော့ဖြစ်တာအကုန်လုံးသုတ်တင်လိုက်တာတယောက်မှဒီစစ်သုံးပိုင်းမဖြစ်အောင်ဆိုတော့ဒီဖက်ကလည်း KNA နဲ့ပူးပေါင်းအဖွဲ့တွေကလည်းမရရအောင်ကေထုတ်တယ်နော်လုံမြောက်နေမြေမှာရောက်သွားပြီနော်အဲ့ဒီစကတ်ဆိုင်ရဲ့လူ160နော်ဒီ ဖန်ထားတဲ့လူတွေကိုဒီစစ်ဆုံးမှာမရှိတော့ဘူးเนาะသူတို့ကေထုတ်နိုင်ပြီဆိုတဲ့တည်င်းကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီပုံမှန်တိုက်ပွဲရဆိုလို့ရှိရင်လည်းအကြီးကြီးတိုက်ပွဲဖြစ်နေတယ်အဲ့ဒီမှာလေးလာကြပြီးအဲ့ဒီမှာဖောက်ကန်ကိုလေထုတ်စစ်စီကြီးဆင်းနေတယ်အဲ့ဒီမှာဒီဖက်ကီအရင်နဲ့ပူပေါင်းဖွဲ့တွေကအကြီးကြီးဖြတ်တောက်တော့တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာတုံယုံ သေးတယ်နော်သေးတယ်စကားစကားတရက်တရက်ကိုသေးတာနေတာမဟုတ်ဘူးနောက်တစ်ခုကအိန္ဒိယနိုင်ငံကဆိုလို့ရှိရင်နော်ဒီပါကစ္စတန်ကိုဒုံးနဲ့ပြစ်တယ်မစ်ဆိုင်းကိုလုံးနဲ့ပထမနေ့မှာစတော့ပြစ်တယ်ဆိုတော့အဲ့ဒီမှာအသေးပြောက်ရှိတယ်ဒီဖက်ကပါကစ္စတန်ဖက်ကလည်းဒီရရဒုံး25စင်းကိုပြစ်ချနိုင်တယ်အပြီးတော့ဒီ Jet Fighter 5စီးကိုပြစ်ချနိုင်တယ်ပြီးလို့ရှိရင်တော့အိန္ဒိယနိုင်ငံသားပြစ်စရာနေ50အထိဒီအိန္ဒိယစစ်သားတွေကိုသုတ်တင်နိုင်တယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာထပ်ပြီးတော့တွေ့နေရတော့ပဲဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့သတင်းဌာနနှစ်ခုနော်ဒီအမေရိကန်သမ္မတဒေါ်နယ် ော့ troll ကပိတ်လိုက်တာเนาะအဲ့ဒီအမှားစားတွေပိတ်လိုက်တယ်အဲ့ဒီမှာ VOA ပါတယ် RF ပါတယ် VOA ကတော့ဟိုတပတ်တုန်းကသူတို့ထုတ်ပြန်တာကျွန်တော်တို့တွေ့ရတယ်တရားစွဲတယ်သူတို့နိုင်တယ်လို့ပြောတယ်ဆိုတော့အဲ့ဒါက73ရောက်တရားသူကြီးကဆုံးဖြတ်တယ်အခုနောက်ဆုံးဆုံးဖြတ်တာက နောက်၃ယောက်ကိုဖတ်ပြီးတော့ဆုံးဖြတ်တဲ့ခါကျတော့အဲ့ဒီ၃ယောက်မှာ၂ယောက်ကဒီသမဏထရန်ကရွေးထားတဲ့လူဖြစ်တဲ့ခါကျတော့အဲ့ဒီမှာထပ်ပြီးတော့ရှုံးတယ်လို့ပြောတယ်ဆိုတော့ VO ကထပ်ပြီးတော့ယူခံပြီးတော့တင်းတယ်ဆိုတဲ့ဟာကိုဒီနေ့တင်းမီဒီယာမှာတွေ့ရတယ် RFA ကတော့ဒီနေ့၉ရက်နေ့ပါပဲเนาะကျွန်တော်တို့အပြေးတိုင်အကုန်လုံးဖြတ်တော့လိုက်ပြီသူတို့ကလုံးဝမလေးပတ်တော့ဘူးအရင်တော့ကတော့နေနေပေါ်ပါတင်းတွေထပ်ပြီးတော့တင်တာတော့ကျွန်တော်တို့တွေ့ရတယ်အခုကတော့ကျွန်တော်တို့လုံးဝပိတ်လိုက်ပြီဆိုတဲ့ဟာကိုဒီနေ့တင်းမီဒီယာမှာတွေ့ရတယ် VO ကတော့အနှစ်ပေါင်း၈၀เนาะအမေရိကန်ကဥပဒ တီနဲ့ပြတ်ထန်ထားတဲ့ဟာတောင်မှเนาะသင်္ခါရသဘောတရားဆိုတာเนาะလုံးဝမတည်ငြိမ်ဘူးအမေရိကန်လူနိုင်ငံမျိုးမှာတောင်မှအနည်း80ကျော်เนาะဥပဒေအနေနဲ့အတည်ပြုထားတာကိုတောင်မှเนาะပြစ်စည်းနိုင်တယ်ဆိုတော့ဒါကတော့သင်္ခါရရဲ့သဘောတရားเนาะ RF ဆိုလို့ရှိရင်เนาะနှစ်ပေါင်း30ကျပြီเนาะ30ကျပြီအခုဒီသမတတွေရဲ့အပြောင်းအလဲမှာเนาะကျွန်တော်တို့ ဘလောက်ပဲဥပဒေနဲ့အတူပြုအတူပြုလူတွေရဲ့ပစားဖျားမှရှိတယ်ပြလို့ရှိရင်တော့သူ့ရဲ့အတိုင်းအဝိုင်းတွေအုံများတယ်ဆိုလို့ရှိရင်တော့ဒီဥပဒေတွေဟာဆိုလို့ရှိရင်ကြိုက်တယ်လို့လုံလည်ရတယ်ဆိုတာအမေရိကန်နိုင်ငံမှာလည်းဒီလိုရှိတယ်ဆိုတာကတော့ဒါကတော့တကယ့်သက်သေပဲသတင်းမီဒီယာမှာလည်းအခုဟိုလည်းတကြောဖော်ပြထားတဲ့အကြောင်းအရာတွေဖြစ်တယ်ဆိုတော့ဒီနေ့နော်မေလ9ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ